တရေလာတွေကိုပေါ့တိုက်မယ်ပေါ့အဲ့ဒါနဲ့ဒါဝိကငါလဲလိုက်မယ်တဲ့နေပါလိုက်လို့မှလဲနေတို့အမျိုးကိုတိုက်မယ်ကိစ္စငါလဲတဲ့နေတို့ဘက်ကနေပြီးတော့မှအဲ့ဒီရှောလူရဲ့စစ်တပ်ကိုငါလဲတိုက်မယ်တဲ့ဣသရေလလူတွေတကယ်ဆိုသူတိုက်မှာမဟုတ်ဘူးသိလားဟိုရောက်မှစိတ်ကပြောင်းပြီးတော့ဒီဘက်ကိုပြန်တွေ့မှာအဲ့တော့ဟိုကမသိဘူးဖီလ်တီလူကြီးတွေကခေါ်သွားရောဟိုရှေတန်းနာရောက်ကနီးမှာဟာအဲ့မှာဘိုလ်ချုပ်တယောက်ကလှဲ့ကြည့်တော့ဟာဒါကဒါဝိတ်ပဲ ငါတို့ရဲ့ခေါင်းဆောင်ဂေါလိယက်ကိုခေါက်ပြက်ခဲ့တဲ့ကောင်ပဲဒါဟာဒီကောင်ဘုရားပါလာလေဒါနဲ့ဂျာဒီယာတယောက်ကမဟုတ်ဘူးတဲ့သူလိုက်မယ်ဆိုလို့ခေါ်လာတာတဲ့အခုကျွန်တော်တို့ဇိကလက်မျိုးမှာသူ့ကိုနေရာပေးထားတာတဲ့ရှော့လူနဲ့မတည့်လို့ရှော့လူလိုက်တက်လို့တဲ့ဟာမလုံနဲ့ဒီကောင်ပြန်ခိုင်းအာမင်းအခုသားငါတို့ဘက်တိုက်မယ်ပြောပြတာရှေ့ရောက်လို့တို့လူတွေသွေးထွက်သွားမြင်စိတ်ပြောင်းပြီးငါတို့ပြန်တီးနေမှာပြဿနာပြန်ခိုင်းလိုက်ဒါနဲ့ပဲဒါဝိတ်နဲ့စစ်တပ်ကိုပြန်ခောက်ခိုင်းရတယ် ကဲပြန်တော့ငါဘိုလ်ချုပ်ကမရဘူးမင်းသဘောမတူပြန်တော့ဒါလေးတို့အသွားပြန်၃ရက်လောက်ကြာတယ်ဗျနော်အဲ့ဒါပြန်လဲ့လာပြန်လဲ့လာတဲ့နောက်ပိုင်းပေါ့အဲ့နောက်ပိုင်းမှာနော်အခန်း100အခန်းကြီး31ကြာတော့လဲရှော်လူတည်သွားပြီဒါဝိကလည်းအခုဇီကလက်မျိုးကကိစ္စနေနော်ဟိုရှေ့တန်းသွားပြီးပြန်ခောက်လာပြီပြန်ခောက်လာတဲ့နောက်ပိုင်းသူစတဲ့ဒါဝိစစ်တပ်ထဲမှာတပ်ဖြည့်ပြီးဘုရားခင်အင်အားဖြည့်ပေးတာအင်အားဖြည့်ပေးတာ ဒါဝိဒ်ကလိုက်စည်းယုံတာမဟုတ်ဘာတွေဖြစ်ပြီလဲကြည်ပါဒါဝိဒ်စစ်တဲ့အင်အားကြီးမားလာပုံကြည်မယ်နော်ဒါဝိဒ်ဘက်သို့ဝင်စားတော့ဘိုလ်ချုပ်တွေဘိုးတွေအများကြီးရှိတယ်တစ်ချုပ်အခန်းကြီး7အပိုင်ငယ်78ကိုကျွန်တော်ဖတ်မယ်ထိုသူ၃ယောက်တို့သည်ဖိလတိတပ်ကိုဖျက်၍ဘက်လီမြို့တကားနာမှာရှိသောရေတွင်းတွေကရေကိုခတ်ယူပြီးလေအော်တပတ်ကြည့်ဒါပါလေဆိုလို့ရှိရင် ဒါဝိကပြောတယ်အဲ့ဒီရန်သူတွေကြားထဲမှာရေတွေတခုရှိတယ်တဲ့အဲ့ဒီရေငါတောက်ချင်တယ်ကွာတဲ့ဘသူခတ်ပြီးမလဲဟာသူ့ဘက်မှာလေအဲ့ဒီရန်သူတွေကြားထဲကိုတွားပြီးတော့မှရေခတ်ပေးမယ်လူပေါ်လာတယ်ဗျာဟာရေတောက်တာများကွာတခြားရေတောက်ပါလားမဟုတ်ဘူးအဲ့ဒီရန်သူတွေကြားထဲကရေကိုတောက်ချင်တယ်တဲ့အိုးတကယ်တော့အဲ့ဒီရေတွားခတ်တာဘယ်လွယ်မလဲမှရန်သူတွေရှိတယ်ကိုယ်တက်ပြစ်မှာပေါ့ဒါဝိကပြောတယ်ဘသူတွားခတ်မလဲတဲ့ငါရေတောက်ချင်တယ်အဲ့ရေတဲ့ ခတ်ပေးမဲ့လူပေါ်လာတယ်ပေါ်လာတယ်လာခတ်ပြီးတော့ဒါဝိတောက်ဒီမှာဟာအံ့ဩသွားတယ်ဒါဝိကအိုးငါ့အတွက်အသက်ပါပေးမဲ့သူပေါ်နေပါလားအဲ့ဒီရေ तू မတောက်ပါဘူးမလုပ်ပါဘူးတဲ့ကြည်စမ်းနဲ့ကိုယ်အသက်ကိုတော့မနဲ့မျောပဲနဲ့ငါရေတောက်ခြင်းနဲ့ဆိုရင်တကယ်သွားခတ်ပြီးတဲ့လူတွေသူတို့ကျေစုတင်နေတဲ့သူတို့ခတ်တဲ့ရေငါမတောက်ရဘူးတဲ့ကြည်ပါအဲ့ဒီမှာလဲဒါဝိဘက်ကိုရက်တီတဲ့သူတွေပေါ်လာတယ်တွေ့လားရက်တီတဲ့သူတွေပေါ်လာတယ်အ အဲ့ဒီရေသွားခတ်တဲ့အခါဘယ်လိုခဲ့ရတဲ့တယ်လဲ facility တက်ကြားတဲ့ကဖြတ်ပြီးသွားခဲ့ရတာဆိုအဲ့ facility တက်ကိုဖြတ်ရတယ်နော်ရန်သူတွေကိုတွယ်ရတယ်နော်ပြီးမှရေကိုခတ်လာရတာဒါဝိတ်ဘက်ကနေပြီး facility တက်ကိုချမဲ့သူရန်သူတွေကိုဖြတ်စည်းမဲ့သူတွေပေါ်လာတယ်သူရဲကောင်းတွေပေါ်လာတယ်မပြီးသေးဘူးတစ်ချုပ်အခန်းကြီး7အငယ်22ကိုကျွန်တော်ဖတ်မယ်အထူးသဖြင့်ပြုဘူးသောကက်စီလာမျိုးသား တရေယောယရာဤတာဘေနာရသည်လေရှင်သိနှင့်တူသောမောဘလူနှစ်ယောက်ကိုတတ်ဤစောင်းကာလ၌လေအခြားသို့သွား၍မြေတွင်၌ရှိသောရှင်သိကိုတတ်ဤအားဒီမှာကြည့်ပါယောယရာတို့အဖွဲ့ဒါဝိဘတ်မှာရက်တယ်မောဘလူတွေကိုခြတ်ကျင်းတော့အဲ့ဒီမှာတခါတည်းဘေနာယယောယရာသူတို့ရဲ့အဖွဲ့တွေပေါ့နော်ယောယရာရဲ့တာဘေနာယယ တခါတဲ့မောပလူနှစ်ယောက်ကိုတတ်ပြစ်တယ်မောပလူနှစ်ယောက်ဆိုအကြီးကြီးဘလို့သွားချမလဲရအောင်တတ်ပြစ်တယ်အဲ့ဒီယောယဒသာဘေနာရလဲဒါဝိဘက်ကိုပါလာတယ်လိုက်စီယုံစရာမလို့နော်သူဟာသူဝင်လာတာသူဟာသူဝင်လာတာကြည်ပါပြီးတော့1671အငွေ20နဲ့3အရက်9000မြင်တော့အေဂရုလူကိုလဲသတ်ဤ အဲဂရုလူသည်ရက်ကန်းလိမ့်နေအမြကြီးသောလမ်းကိုကင်တော်လဲဘေနာရသည်တောင်မွေးကိုသာကင်လျက်သွား၍အဲဂုတုလူလက်မှလမ်းကိုလူယူပြီးလေထိုလမ်းနှင့်သူ့ကိုသတ်၏ဘေနာရနော်အဲဂရုလူစီသွားတယ်အယက်ကြည့်သူ့ရဲ့အယက်အယမ်းမြင့်နေအဲဂရုလူရဲ့အယက်နော်အယက်9တောင်မြင့်သောအဲဂရုလူကိုလဲအယက်9တောင်တွက်ကြည့်ဘယ်လောက်မြင့်မလဲအမြင့်ပြီးအမြင့်ကြီး အဲ့လောက်အယက်မြင့်ပြီးတော့သူကင်ထားတဲ့လှမ်းလဲအလေးအကြီးကြီးအဲ့တော့ဘေနာယသွားပြီးတော့လေသူ့လံကိုလှုပ်ပြီးသူ့တခါလဲထိုးတက်ပလိုက်ဘေနာယလဲဒါဝိဘက်ကိုရောက်လာတယ်ယောယရတို့လဲဒါဝိဘက်ကိုရောက်လာတယ်ကြည်ပါဟောလားယွာဘဒါဝိဘက်ကိုရောက်လာတယ်အာသဟေလဒါဝိဘက်ကိုရောက်လာတယ်အဘိရှေဒါဝိဘက်ကိုရောက်လာတယ် သူ့ရဲကောင်းတွေအများကြီးပဲဒါဝိဘက်ကိုလာဝင်စားတယ်ဒါဝိဘက်ကိုဝင်စားတယ်အဲ့တော့ဒါဝိကိုဖျားသခင်က ရှင်ပြနေရာချီးမြောက်တဲ့အခါမှာဘာတွေလိုတယ်လဲတခုပြီးတခုဘုရားငယ်ပို့ဆောင်ပေးတာဖြစ်တယ်ဘိုလ်ချုပ်လိုတယ်ဘိုလ်ချုပ်တွေပို့ပေးတယ်ဘိုလ်ချုပ်အရေးချင်းရှိတော်သူတွေဘိုးလိုတယ်ဘိုးအရေးချင်းရှိတော်သူတွေပို့ပေးတယ်အတတ်ပညာရှင်လိုတယ်အတတ်ပညာရှင်တွေပို့ပေးတယ်အစွမ်းရှိတော်သူလိုတယ်အစွမ်းရှိတော်သူတွေပို့ပေးတယ် အဲ့ဒီလူတွေဘယ်သူတွေလဲဒါဝိသိလားမသိဘူးစုံစမ်းလားမစုံစမ်းဘူးလိုက်ပြီးစီယုံသလားမစီယုံဘူးချက်တော့ညီကိုမောင်းတော့မှာဖယားသခင်ထားတာမှန်ရင်မပူနဲ့လိုတာအလုံးဖယားပူပေးမယ်တဆင့်ပြီးတဆင့်ရောက်လာလိမ့်မယ်လိုက်စီယုံစရာမလိုဘူးလိုက်ခေါ်စရာမလိုဘူးကျင်းတော့ဖယားခင်ပြစ်စင်လာတယ်ဒါနဲ့ပဲဒါဝိရဲ့စစ်တက်ဟာအင်္ကာဆုံးလာတယ် အယေချင်းရှိတော်သူတွေဆုလာတယ်။ဘုရားကကျေးဇူးပြုလာတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ပြင်ဆင်တော်ဘုရားမှတ်ထားပါလိုအပ်တာကိုပြင်ဆင်ပေးတော်ဘုရားဖြစ်ပါတယ်။ပြင်ဆင်ပေးတော်ဘုရားဖြစ်ပါတယ်။ဘုရားပို့တာမှန်ရင်ဘုရားပြင်ဆင်မယ်ဒါပဲ။ကိုယ့်ကိုဘုရားသခင်ချီးမြှောက်တာမှန်ရင်မပူနဲ့ဘုရားကပြင်ဆင်လိမ့်မယ်။လူလိုလားငွေလိုလားနေရာလိုလားမပူနဲ့ပြင်ဆင်မယ် ရန်သူတွေရှိတယ်မပူနဲ့တိုက်ခိုက်မဲ့သူလူလားဖះပို့ပေးဘာလို့လဲလဲအားလို့ဖះပြစ်စင်တယ်အဲ့ဒီကနေစပြီးဒါဝိရဲ့စစ်တပ်ဟာတကယ်ပဲသူတို့ရဲ့တိုင်းပြည်သူတို့ရဲ့ဒေသမှာအင်မတန်တုံ့လုံခြောက်ခြားစရာစစ်တပ်ကြီးဖြစ်သွားတယ်ဖះသခင်ပြင်စင်အားပေးသွားတာဖြစ်တယ်ဖះသခင်လိုအပ်တာကိုထောက်ပံ့ပေးသွားတာဖြစ်တယ် ။ဒါကြောင့်မလို့ဒီနေ့ဇုံကနေခွာယူနေတဲ့မိဘညီကိုမတော်မမများကိုကျွန်တော်အားပေးခြင်းတယ်။အမှုတော်မြတ်မှဖြစ်စေစီးပွားရေးကဏ္ဍမှဖြစ်စေမိသားစုကိစ္စလူမှုရေးကိစ္စမှဖြစ်စေတကယ်ဖျားကင်တင့်ကိုထားသလားလူထားရင်တော့နော်ဖျားမပြင်ဆင်ဘူးအဲ့ဒီလူပြင်ဆင်ဒါပဲအဲ့ဒီလူမပြင်ဆင်တဲ့တရက်တင်ဒုက္ခရောက်မယ်ခြေကားရလက်ကားရနဲ့ဟုတ်လားမြောက်တကိုင်းလွတ်ဆိုတာမျိုးဖြစ်တတ်တယ်အေးဖျားတကင်ထားတာမှန်သလားဖျားပို့တာမှန်သလား ဖယားသခင်ပြည့်စင်လိမ့်မယ်အာမင်အဲလူကအလူငွေတစ်ခါနှစ်ခါအကြီးကြီးပေးလိုက်လို့သာဝရအစဉ်ပြေသွားမယ်မထင်နဲ့နော်အဲ့ဒီလူဟိုဘက်ပြန်လှည့်တဲ့တနေ့တင်မြောက်တက်ကိုက်လို့ဖြစ်မယ်ဘာလို့ရမှမသိဖြစ်မယ်အဲ့ဒါအဲ့ဒါနားလဲလို့တယ်စီးပွားရေးလုပ်ငန်းတွေမှာလည်းဘုရားခင်ငါ့ကိုဒီအလုပ်လုပ်ခိုင်းတာမှန်လားမှန်ချလို့ဒါဘုရားပေးမယ်မဟုတ်ဘူးဟိုဘက်ကလူကကိုယ်နှစ်ခါသုံးခါရည်ပြနှစ်ခါသုံးခါအရင်လေးထည့်ပေး အမြဲတမ်းလှုပ်ပေးမဲ့ဒင်နာနောက်အကုန်ပြန်သိမ်းသွားတော့ကို့မှာဘာဖြစ်လဲအိုးကားပေါ်ကနေစီးပြီးတော့မှစိုက်ကားပေါ်ရောက်တဲ့ဘောကရောက်သွားတာနော်ဘာလှုပ်လို့ဘာကြ ਾਇ ရမှန်းမသိဖြစ်သွားတာဘာကြောင့်လဲဖရားတကယ်ပို့တာမဟုတ်လူပို့တာလူပို့တော့ဖရားပဲပြင်စင်မလဲဗျသဘောပေါက်လားချစ်တော်ညီကိုမောင်နှမဒါကြောင့်မလို့အသင်းတော်ကိစ္စဖြစ်ပါစေအမှုတော်ဖြစ်ပါစေဒါမို့တခြားစီးပွားရေးလုပ်ငန်းဖြစ်ပါစေလူမှုရေးလုပ်ငန်းပဲဖြစ်ပါစေအိမ်တော်ရေးပဲဖြစ်ဖြစ်ဖရားတခင်လှုပ်တလားဒါကိုတေချာစဉ်းစား ဖះမလုတ်ဖဲနဲ့နော်အေးလူကကိုယ်ကိုဗန်းပြတာလေးမြင်ပြီးအိမ်တော်သွားပြုမိတာနောက်ကြမိသားစုဒုက္ခရောက်ရောဟုတ်လားဟိုလူကခဏနေခိုင်းလိုက်တာနောက်ကြမောင်းထုတ်တော့ဘာလို့မှမသိဘူးဖြစ်တတ်တယ်နော်ဒါကြောင့်မလို့ဒါဝိရဘုရားကို ကြည်ပါဘာမှမရှိပါဘူးဖះရှိတယ်အဲ့ဒီဗိသိက်ကဖះပေးတယ်ဖះပေးရင်လူတာအလုံးပြင်ဆင်မယ်လူလဲလူတယ်ဖះပဲဖြည့်တယ်ဖះပြင်ဆင်လိုက်မယ် နေရာကိုဖျားပေးတာမှန်လို့အပ်တာလို့ဖျားပြစင်တယ်။ဒါကြောင့်မလို့ဒီနေ့ဇွန်ကခွန်အားယူနေတော့မိဘညီကိုမတော်မများဒါဝိရဲ့သက်တာကိုကြည့်ပြီးအော်ငါဘွားကိုဖျားသခင်ဒီနေရာထားတာတေးကြတယ်ဆိုရင်အဲ့ဒီဖျားဟာကြုံတဲ့ပြဿနာကို ဖြေရှင်းပေးမယ်လို့အပ်တဲ့အရာအလုံးတစ်ခုပြီးတစ်ခုမဆသွားမယ်ဆိုတဲ့အရာလေးကိုဝင်ရပါတယ်အလုံးကျေစုတင်တယ်အသက်တာထဲမှာဖျားသခင်ပြင်ဆင်တဲ့ဘက်မှာပဲရက်တီတက်တဲ့နှလုံးသားရှိဖို့ဆုတောင်းရအောင် ဘုရားသခင်ပြင်လာလားလူကပြင်နေတာလားခွဲခြားပြီးမြင်တတ်ဖို့လဲအသက်တာကိုစက္ကရအောင်ဆုတောင်းမြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းတယ်ကိုတော်ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ဂျေစုပြုတဲ့ဘုရားဖြစ်ပါတယ်အိုဘုရားသခင်ကိုတော်နာမကိုချီးမြှောက်ပါတယ်တရှင်တော်ဝိညာဉ်တော်ဘုရားကိုတော်အလုံးလုံးပါကိုတော်မဆပါလက်တော်လှုပ်ရှားပါဝိညာဉ်တော်ဘုရားကိုတော်ကြီးသောအမှုကိုပြုပါကိုယ်တော့ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကိုရောရဲ့ကောင်းမြတ်ခြင်းကိုစေလွတ်ပါမဆတဲ့ဘုရားဖြစ်တယ်ကိုရောမဆခြင်းကိုစေလွတ်ပါ ်ကျေးဆိုတော့ကိုတော်လောက်ပေးပါဖရာသခင်ဒီနေ့ကျွန်တော်မဆာအရောက်တိုင်းရဲ့အသက်တာကိုအံ့နံပါတယ်ကျွန်တော်တို့လုတ်ကိုင်းတဲ့လုပ်ငန်းတွေကျွန်တော်တို့ပါဝင်ဆက်ကတ်နေတဲ့အမှုရာတွေဖျက်ရှိကျွန်တော်တို့ကိုပိုက်ချပြီးနားလည်တဲ့ညံပေးပါဖရာသခင်ပြုတော်အမှုဟုတ်သလားမဟုတ်ဘူးလားဒါကိုမြင်တတ်စေပါဖရာကိုတော်ပြုတဲ့အမှုမှန်ရင်အိုးလုံးဝနောက်မဆုတ်ပဲရဲရဲကြီးအဲ့ဒီမှာပါဝင်တတ်တဲ့သူတွေဖြစ်စေပါဖယားရှင်ကိုတော်ပြုတာမဟုတ်ဘဲနဲ့လူပြုတဲ့အမှုဖြစ်နေရင်လည်း ဖယားရှင်ကျွန်တော်တို့ကိုဖွင့်ပြပါအဲ့ဒီထဲမှာကျွန်တော်တို့လုံးဝပါဝင်တော်သူယက်တီတော်သူမဖြစ်မိပါစေနဲ့ဖယားသခင်ဒီနေ့နှုတ်ကပတော်သည်ကျွန်တော်တို့ဖြစ်တော်ကြောင့်ကျေးဇူးတင်နေအဖကိုရရှင်ပြုတဲ့အမှုအတွက်ဘယ်တော့မှနောက်ဆုတ်စရာမလိုဘူးအချိန်မီပြင်ဆင်တဲ့ဖယားဖြစ်တယ်ဆိုတာဒါဝိအသက်တာမှာမြင်ရတယ်လို့ကျွန်တော်ရဲ့အသက်တာမှာလည်းမြင်ရမှာဖြစ်လို့ကျေးဇူးတော်ချီးမွမ်းပါတယ်ကိုရောဖယားပြုတော်အမှုနဲ့လူပြုတော်အမှုကိုပိုင်းခြားပြီးမြင်တတ်တော်သူဖြစ်ပါစေ။ ကိုတော်ပြုသောအမှုထဲမှာဆက်ကပ်နိုင်သောသူများဖြစ်ပါစေအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအာနံပါれဖဖျားအာမင်အာမင်ပြပြလိုနှုတ်ဆက်လိုက်ကြိုတင်ပြင်ဆင်သောဖျားဖြစ်တယ်အာမင် God bless you